ိုင်းနိုင်ငံတွင်အခြေချနေတဲ့မြန်မာနိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးစိုက်ကယ်လင်းလဲရောင်းချနေတဲ့ page ကိုသတိထားနိုင်ဖို့မျှဝေပေးပါမယ်။စိုက်ကယ်စက္ကန့်ရောင်းဝယ်ရေးဆိုတဲ့ Facebook page ဟာထိုင်းရောက်မြန်မာတွေကိုဥတီလင်းလဲဖို့ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။ page ရဲ့ intro မှာလိပ်စာဟာချင်းမိုင်းလို့ပါဝင်ပြီး page cover မှာစိုက်ကယ်အယောင်းဆိုင်ပုံတင်ထားတာကိုတွေ့ရှိရပါမယ်။ဆိုင်ရဲ့ V9 ပေါ်မှာ ဖုန်းနံပါတ်ကိုပြုတ်ပြင်ရေးသားထားတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ဒါကြောင့် ကာဖာပုံကို revive image search နဲ့စစ်ဆေးကြည့်တဲ့အခါမှာထိုင်းဘာသာနဲ့နာမည်ရေးသားထားတဲ့ဆိုင်ကယ်အယောင်းဆိုင်တစ်ခုရဲ့ Facebook စာမျက်နှာမှာ တင်ထားတဲ့ပုံဆိုတာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီ page မှာဆိုင်ကာဖာပုံကို2019ခုနှစ် match လ18ရက်နေ့ကတည်းကတင်ထားတာဖြစ်ပြီး V9 ပုံမှာပြုတ်ပြင်ထားခြင်းမရှိတဲ့ဖုန်းနံပါတ်ပါဝင်တာကိုတွေ့ရှိရပါတယ်။အဲ့ဒီထိုင်းနာမည်နဲ့ဖွင့်ထားတဲ့ဆိုင်ကယ်အယောင်းဆိုင်ဟာချင်းမိုင်မြို့မှာပဲဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒီအချက်ကိုကြည့်မယ်ဆိုရင်စံကယ်စကန်ရောင်းဝယ်ရေးဆိုတဲ့ page ဟာချင်းမိုင်မြို့မှာအမှန်တကယ်ဖွင့်လှစ်ထားတဲ့စံကယ်အယောင်ဆိုင်ရဲ့ပုံကိုခိုးယူလိမ့်လေပြီးစံကယ်ရောင်းဖို့ကြိုးပမ်းနေတာထင်ရှားနေပါတယ်။ဒါအပြင်စံကယ်စကန်ရောင်းဝယ်ရေးဆိုတဲ့ page မှာ တင်ထားတဲ့စံကယ်ရောင်းလိုက်ရပါပြီဆိုတဲ့ post ခါလဲတခြား page တွေကပုံတွေကိုခိုးယူပြီးတင်ထားတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ဒါအပြင် page ရဲ့ transparency မှာလည်း 2022ခုနှစ်ကနေ2025ခုနှစ်အထိကိုနံပါတ်မျိုးမျိုးပြောင်းလဲထားတာကိုစစ်စစ်တွေ့ရှိရပါတယ်။ဒါကြောင့် Cycle Second ရောင်းဝယ်ရေးဆိုတဲ့ Facebook page ဟာတခြား Cycle ရောင်းဝယ်ရေး page တွေမှာတင်ထားတဲ့ပုံတွေကိုခိုးယူအသုံးပြုပြီးထိုင်းရောက်မြန်မာတွေကိုဥတီလိမ်လည်ဖို့ကြိုးပမ်းနေတာထင်ရှားနေပါတယ်။ဒါကြောင့် online ကနေဝယ်ယူတော့မယ်ဆိုရင်အယုံမလွယ်ဖို့နဲ့အရင်ဆုံး page transparency ကိုစစ်ဆေးဖို့ဆိုင်လိပ်စာကိုတေချာတောင်းကြည့်ဖို့နဲ့ အတက်နိုင်ဆုံးနီးစပ်ရာမျက်မြင်ဆိုင်တွေကနေဝယ်ယူဖို့အကြံပြုလိုက်ရပါတယ်။